မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှဒေရုပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ်ဂျွန်လ9ရက်နေ့သို့ရောက်ရှိလာပါပြီ။ကျွန်တော်ယခုချင်းမိုင်မြို့ IMM Hotel ကနေ live လုပ်နေခြင်းဖြစ်ပါရစေ။ယေရှုသူအားလုံးဖျားကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားယေရှုတင်ပါရစေ။ နှက်ွက်တော်အဖြစ်တိဆောက်ချက်ဖြစ်စီပါနေ့တိုင်းတမန်တရားကို နားထောင်တဲ့သူများဆိုးရွားတဲ့သတင်းဆိုးတွေကြားနေရပြီမဲ့ကောင်းမြတ်တဲ့ဖရာရဲ့သတင်းကောင်းနဲ့ကြီးစုသောအုံးပွေခံစားရစီပါခက်ခဲမှုတွေများစွာရှိတဲ့လူပေါင်းလူလောကမှာအသက်ရှင်ရပြီမဲ့ယေရှုခရစ်အားဖြင့်အုံးပွေပြုမဲ့ကောင်းကြီးမင်္ဂလာဖျားဖျားလို့သည်နှုတ်ကပတ်တော်ကိုနားထောင်သူသီးသီးပေါ်တက်ရောက်စီပါ ်အခုလေကျွန်တော် ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝီသပါလေဖျားအာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါရယ်ကျွန်တော်နားထောင်နေတဲ့ခေါင်းစဉ်ကတော့ဒါမသိချမ်းမှာကျွန်တော်ယုံကြည်သူများပူဇော်ရမယ်ရက်၅မျိုးကျွန်တော်နားထောင်နေတာဖြစ်တယ်။အော်နားလည်အောင်ပြောရင်တော့ဓမ္မသစ်ချမ်းမှာ ယုံကြည်သူတဦးပူဇော်ရမယ်ရက်၅မျိုးအဲ့တော့ခေါင်းစဉ်ကတော့ဓမ္မတိချမ်း၌တွေ့ရသောယုံကြည်သူများပူဇော်ရမည်ရက်၅မျိုးအဲ့ဒီအရာလေးကိုကျွန်တော်တို့ဒီကနေ့နားထောင်နေတာဖြစ်တယ်အဲ့တော့ယခင်ကတော့အစ္စရီတွေကဒီတမောင်းကာလမှာတိုးတွေနွားတွေခိုးတွေဂျိုးတွေရစ်ပူဇော်ရတယ်ဘောက်တနေ့ချင်းအသွေးသွောင်းရတယ်ဒါပေမဲ့ဓမ္မတိချမ်းရောက်တဲ့အခါမှာသခင်ယေရှုခရစ်တော်အားဖြင့် ကျွန်တော်ထာဝရကာလအပြစ်လွတ်မြောက်ခြင်းရတယ်။ဘာကြောင့်လဲ?သခင်ရှုအသွေးတော်အဖြစ်။ဒါပေမဲ့အပြစ်လွတ်မြောက်ခြင်းရတိုင်းအပြစ်တွေထက်ကျူးလွန်လို့တော့မရပါဘူး။ဒါလေးကိုကျွန်တော်နားလေရ။အဲ့တော့ဖျားသားဖြစ်တိုင်းကြိုက်တာလို့လို့မရအောင်။ဖျားအလိုတော်တိုင်းအသက်ရှင်နေရမှာဖြစ်တယ်။ဖျားအလိုတော်တိုင်းလောက်ရမှာဖြစ်တယ်။အဲ့ဒါလေးတော့တတိပြုရမှာဖြစ်တယ်။အဲ့တော့ တိုးနွားခိုကျိုးပူဇော်စရာမလိုပေမဲ့ကျွန်တော်ပူဇော်ရမယ့်ရက်၅မျိုးတော့ရှိသေးတယ်။အဲ့တော့ဒီကောင်းစရာတိတ်အရေးကြီးတယ်။အဲ့တော့တကင်းရှုအပြည့်အပြည့်လုံးမြောက်ချင်းရပြီခဲတင်းချင်းရတဲ့ဖရာသားမီပူဇော်ရမယ့်ရက်၅မျိုးရှိတယ်။ဒါကြောင့်ဒီနောက်ွက်တော်သည်နှိဒိုင်းနာထောင်းရင်တိတ်တော့မရှုံးဘူးလို့အပြည့်ချက်တယ်။ကဲတော့နံပါတ်၁ပထမဆုံးရက်ကဘာလဲဆိုကျေးဇူးပြုခြင်းနဲ့ဥစ္စာဝီမျှခြင်းရက်အော်ဘုရားသခင်မှရင်သူတို့ဘာကိုကျေးဇူးပြုอ่ะ သူတို့ကိုမေတ္တာပြတာဥစ္စာဝေမျှခြင်းပြုရမယ်ဟေဘေဩရစကားကြီး73အငယ်76မှာဖိုက်တွေ့ရမယ်ကိုယ်သူများကျေးဇူးပြုရင်လည်းကိုယ်ကသူများကိုကျေးဇူးပြန်ပြုရကိုယ်သူများမပြုရင်တော့ကိုယ်ကသူများကိုကျေးဇူးပြုရဒီလောကကြီးမှာကျေးဇူးကမ်းတာကျေးဇူးပြတ်တာကျေးဇူးမတင်တာ အများကြီးပဲဒါပြင်ကျွန်တော်တို့ကပထမဆုံးပြုရမယ့်ရစ်ကကျေးဇူးပြုရမယ်ဥစ္စာဝေမျှခြင်းဒီရစ်ကိုပြုရမယ်ဒါဖရာသခင်ကိုပူဇော်တာ ဟာသူတွေခိုးတွေဂျိုးတွေနွားတွေဘာမှပူဇော်ကြမလို့ဘာကြောင့်လဲတခိယေရှုဟာပြင်လွတ်မြောက်ခြင်းရတယ်ကျွန်တော်တို့ဒါပြင်ကျွန်တော်ပူဇော်ရမယ့်ရင်၅မျိုးထဲမှာတော့နံပါတ်1ဂျေစုပြုနေရမယ်ဒါဂျာမနီကအများကြီးဖော်ပြခဲ့ပါပြီကဲဒီကနေ့နံပါတ်2ဒုတိယဒုတိယပြုရမယ့်ရစ်ကပါလေဒုတိယရစ်ကတော့ပါလေဆိုတော့ယုံကြည်ခြင်းရစ်ကိုပူဇော်ရဖိလိပ္ပိဩရစာခန်းကြီး2အငယ်7ခေါမှာဒီလိုရေးပါလေကျွန်တော်လေးဖတ်ပြခြင်းနဲ့ဖိလိပ္ပိဩရစာခန်းကြီး2အငယ်7ခေါမှာ ထိုမြမကသင်တို့၏ယုံကြည်ခြင်းကိုတင်လှူပူဇော်သောရစ်အပေါ်မှာနာကိုလောင်းသောဝမ်းမြောက်ခြင်းရှိ၏သင်တို့ရှိသမျှနှင့်အတူငါဝမ်းမြောက်ခြင်းရှိ၏ if or sorry philippi or is a kanin ne ange sakho အဲ့ဒီ philippi or is a kanin ne ange sakho မှာတော့ဘာလို့ရှင်းပေါ်လို့ပြောရလဲသူ့ကိုတင်လှူပူဇော်ရမယ့်ရစ်ကားတဲ့ယုံကြည်ခြင်းရစ်ထဲမှာပူဇော်ဖို့ပဲတဲ့ ောက်နားမလွန်အောင်ပြောရင်တော့ဖိလိပ္ပိသင်သားများကိုသူကတွန့်တင်လာသင်တို့ပြုရမယ့်ယုံကြည်ခြင်းရစ်ထဲမှာငါ့ကိုတင်လူပူဇော်လို့ရတယ်ပြောချင်တာငါအစင်သဖြင့်ဘုရားကိုယုံကြည်ခြင်းနဲ့ပဲသွားတာအဲ့တော့သင်တို့လည်းယုံကြည်ခြင်းရစ်ပဲပူဇော်တယ်တန်လျာမလုံးနဲ့တဲ့ဘုရားကိုတဲ့အပြစ်မတင်နဲ့တဲ့ဘုရားသခင်ဘယ်တော့ခါမှညစ်တော့မိတန်းချင်းမပြုတ်နဲ့တဲ့ယုံကြည်ခြင်းရစ်ကိုပဲပူဇော်နေတဲ့အဲ့ဒီပုံမှာဘုရားကသင်ကိုကျေးဇူးပြန်ပြုမယ် ။အဲဒါကိုပြောချင်တာ။အဲ့တော့ဒီဖိလိပ္ပိအသင်းသားတွေကိုဥဆောင်တဲ့သင်္ဟုဆရာနာမည်အဖဘျောဒိတ်ဖြစ်တယ်။နော်။အဲ့တော့ဒါတမန်ရှင်ဘောလူကနော်။ဒီအဖဘျောဒိတ်လက်ကနေပြီးတော့ရှင်ဘောလူရောမထောင်မှာကြားတဲ့အချိန်မှာဖိလိပ္ပိသင်္သားတွေပို့ပေးလိုက်တဲ့အလှူငွေကိုသူရရှိတယ်။ကောင်းကြီးမြင်လာများသူရရှိတယ်။ဒါကြောင့်ဒီဖိလိပ္ပိအော်ရယ်ဆာဆိုတော့တမန်ရှင်ဘောလူကရောမထောင်မှာကြားတဲ့အချိန်မှာ ဂျေဇုတင်စာဖိလိပ္ပိသင်္ကားတွေပြန်ရေးပြီးတာအော်ရှင်ဘောလုသွားငါအသင်းတော်ထဲမှာရှင်ဘောလုဒီလိုမျိုးပါဝင်တာဖိလိပ္ပိသင်္ကားတော်တပါးပဲရှိတယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်ဒါကြောင့်ရှင်ဘောလုကဒီရောမထောင်မှာကြားတဲ့အခါပထမဆုံးထောင်လင်းစာ၄ဆောင်ရေးတယ်နံပါတ်၁ကအေဖေရစ်နံပါတ်၂ကဖိလိပ္ပိနံပါတ်၃ကောလောသဲနံပါတ်၄ဖိလိမောအဲ့ချမ်းလေးချမ်းမှာဒီအေဒီဖိလိပ္ပိဩရစာအထူးကြားဆုံးချမ်းဖြစ်တယ်သောဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့ rejoice in the lord rejoice rejoice in the money rejoice in the job မပြော rejoice in the lord အဲ့တော့တခင်ပြားနိုင်ဝမ်းမြောက်ဖို့တို့သူညွန်ကြားတယ်တောက်ဒီဖိလိပ္ပိဩရစာအတော်လေးအောင်းစရာကောင်းတယ်ကျမ်းကျမ်းဖြစ်တယ်အဲ့ဒီမှာသူကဒီယုံကြည်သူတည်လို့ပူဇော်ရမယ်ဒုတိယရစ်ကိုသူရေးထားတယ်အဲ့ဒါယုံကြည်ခြင်းရစ်ပဲအဲ့တော့ဖခင်ကလူကိုတောင်းတာယုံကြည်ခြင်းရစ်ပဲတောင်းတောင်းလူနဲ့ဖခင်နဲ့ဆက်တွေ့တာက ဘာနဲ့မှကြားမခံဘူးယုံကြည်ခြင်းပဲကြားခံဟိုမှာနားလည်အောင်ပြောရင်တော့အလုရှင်နဲ့အလုသမားဆက်သွယ်တာအလုရှင်ကအလုသမားဘောလို့ဆက်သွယ်လေတစားရလို့ပေါ့အလုသမားလည်းအလုရှင်ကိုဆက်သွယ်တာလစားရလို့အလုရှင်ကလည်းအလုသမားကိုဆက်သွယ်တာသူအလုပြီးလို့အနားလည်အောင်ပြောရင်လူတစ်ယောက်မှဆက်သွယ်မှုကြားကံမှာတခုခုခံထားပဲတာမီးနဲ့မိဘဘာဖြစ်လို့ဆက်ဆက်သွယ်တယ်လဲအတာမီးဖြစ်နေလို့မိဘဖြစ်နေလို့ အဲ့တော့လောကီမှာဘယ်ဆက်သွယ်မှုမဆိုကြားကန်တစ်ခုအမြင်ရှိတယ်။ဒါပေမဲ့ဖယားနဲ့ကျွန်တော်တို့ဆက်သွယ်တာကြတော့ဘာမှကြီးကြီးမားမားမဟုတ်တချက်ပဲလို့ယုံကြည်ခြင်းရှိရင်ဆက်သွယ်လို့ရတယ်။အဲ့တော့ကျမ်းစာထဲမှာဒီယုံကြည်ခြင်းရဲ့ပူဇော်တဲ့သူတွေကိုကျွန်တော်နည်းနည်းထောက်ကြည့်။အဲ့တော့ဒီတပါးမျိုးသားထဲမှာတပါးမျိုးသားဆိုတာဂျူးတွေမဟုတ်ဘူး။ဒါပေမဲ့ကိရှုရဲ့အကြောင်းကိုကြားပြီးကိရှုယုံပြီးတော့တကိရှုရှေ့မှာယုံကြည်ခြင်းရဲ့ကိုပူဇော်လိုက်လို့တကိရှုကလှုပ်ပေးလိုက်တဲ့သူတွေ ကျတော့မအများကြီးရှိတယ်အဲ့ခေတ်နှစ်ယောက်ကျော်ပြောမယ်နောက်ဂျူးလူမျိုးတွေကနှစ်ယောက်လေးယောက်ကျော်ပြောမယ်ဟောဒီကနေ့သင်ရလေယုံကြည်သူလို့ပြောပြီးယုံကြည်ခြင်းရစ်မရှိရင်တကယ်ရှုနှစ်သက်မှာမဟုတ်နောက်ကျတော့ပူဇော်ရတဲ့ရစ်ငါးမျိုးမှာနံပါတ်1ဒုတိယရစ်ဒီယုံကြည်ခြင်းရစ်ပူဇော်ရဒေါသရစ်မဟုတ်ခွန်မလွတ်နိုင်တဲ့ရစ်မဟုတ်တန်တရားရစ်မဟုတ်အပြစ်တင်ပြီးနှီးတွားတဲ့ရစ်မဟုတ်ယုံကြည်ခြင်းရစ်အဲ့တည်းမှာဒီကနေ့အဲ့လားလောကမှာသတင်းစိုးတွေဘယ်လောက်ကြားကြား တဲ့ယုံကြည်ခြင်းဖြစ်ကိုသာပူဇော်ပါအဲယုံကြည်သူကိုယ်ွယ်တဲ့ဖခင်လောက်ရင်အံ့ဩွယ်ပြန်ဖြစ်တယ်ဖခင်နာမဘုံကြည်ပါစေဒါကတချင်မှုရှိတယ်ကိုတော်ဒီအံ့ဩွယ်ကိုတော်ကအံ့ဩွယ်ကျွန်တော်ကိုယ်ွယ်တဲ့ဖခင် amazing သူမလုပ်နိုင်တာဘာမှမရှိဘူးဒီကနေ့သင်ကြားရတဲ့သတင်းတွေကသတင်းကောင်းမရှိဘူးမိတ်ဆွေနေ့တိုင်းသတင်းဆိုပဲကြားရတယ်တော့သတင်းကောင်းကဘယ်တော့မှမရှိဘူးတမန်ကျမ်းစာတော့မရှိဘူးအော်ဒီသင်တမန်ကျမ်းစာကိုသာယုံတမန်ကျမ်းစာအရှင်ကိုနေ့စဉ်ယုံ အဲ့ဒီယုံကြည်ခြင်းရဲ့ကိုပူဇော်ရင်းနဲ့တင့်ဘဝရဲ့အခက်ခဲကိုထိုးရှင်းရလုပ်ပေးမှာဖြစ်တယ်။တောင်ကျမ်းစာထဲမှာဒီတပားမျိုးသားထဲမှာယုံကြည်ခြင်းရဲ့ကိုပူဇော်ပြီးယုံကြည်ခြင်းအပြင်အစဉ်ပြေသွားတဲ့သူနည်းအောင်ပြောမယ်။နံပါတ်၁ဘရန်တယောက်ကကပီရနောင်မြို့ကတမုကျွန်တော်အားလုံးသိတဲ့ကပီရနောင်မြို့မှာ Centurion ကပီရနောင်မြို့ကတမုတယောက် ကသူ့ငယ်သားဖျားတဲ့ခါသခင်ရှုရှိလာတယ်။မသက်ခန်းကြီးအဲရှစ်အငယ်9ကနေ13ထိဖိုင်ရွှေတွေ့ရတယ်။ ာသက်ရှင်ငါးနေ73ပါအဲ့ဒါကြီးပြောရဲအိမ်လိုက်ခဲ့မယ်အမလိုက်နေတကယ်နဲ့တခွန်းပြောရဲအိမ်ကငယ်သားပျောက်သွားပဲအဲ့ဒါသူ့ရဲ့ယုံကြည်ခြင်းရစ်ပဲဟောသူတခေယေရှုနဲ့သူမသိဘူးတခေယေရှုသူမမြင်ဘူးဒါပေမဲ့တခေယေရှုကိုတော့သူယုံနေတယ်အဲ့ဒါကြီးကမသိဘူးမမြင်ဘူးဒါပေမဲ့ခင်ရှုယုံနေတဲ့အခါသူ့ရဲ့အခက်ခဲပြေလေတော့တခေယေရှုကပြန်လုပ်ပြီးလိုက်ဟောဒီကနေ့သင်ရဲ့တခေယေရှုသိလေသိလေယုံနေယုံနေတခေယေရှုလုံးမဲ့ရောက်သွားမျောလဲ သတင်းစိုးတွေတဲ့သတင်းကောင်းပြန်ဖြစ်ဤဒီကထောက်ပြနှုတ်ကတော့ဖြစ်အဲကြောင့်လေတကီရှော့ပြောရဒီကပေနောင်မျိုးကတတ်မှုမင်းယုံတဲ့အတိုင်းနဲ့မင်းငယ်သားမှဖြစ်ပြီတကယ်ပဲသူပြန်တဲ့အခါမှာသူယုံကြည်ခြင်းကြောင့်သူမှရှိတဲ့ငယ်သားအချမ်းမှာတော့ဒါယုံကြည်ခြင်းရှင်းကဲဒုတိယယုံကြည်ခြင်းရှင်းပူဇော်တာကမကုခန်းကြီးခွနဲ့အငယ်24ရာနဲ့30မကုခွနဲ့24ရာနဲ့30မှာတကီရှော့တူးလူနဲ့ဇိတုံကြီးလက်ကိုတကီရှုရောက်တယ် ဲ့ချိန်မှာခန္ဓာမျိုးမိတယောက်ခန္ဓာမျိုးမိဆိုတော့တပါးမျိုးသားတွေဂျူးတွေမဟုတ်တပည့်တော်သခင်ရှုယုံတယ်သူဒီမျိုးမိကတူတူနဲ့ဇိတုံကြီးလဲဆိုတော့အရင်ကခန္ဓာပီရဲ့မြို့တော်ဟာဇိတုံမြို့ဒါမဲ့ဂျူးတွေကဒီခန္ဓာပီကိုတင်ပိုက်လိုက်တဲ့အခါမြို့တော်ကိုဂျေရုဆလင်ဂျေရုဆလင်မြို့ဖြစ်သွားလိုက်တာအခုဒီဟာလာတူတူနဲ့ဇိတုံမြို့မှာဒီ ခန္ဓာအနွယ်တွေတချို့ကျန်နေတယ်။တခေရှုလက်ထက်ထိရှိတယ်လို့တောင်းအိမ်မျိုးမြတခေရှုယုံပြီးတော့သူ့အိမ်မှာသူ့သမီးလေးတယောက်နှဆိုးဆွဲနေတယ်။တခေရှုယုံတယ်လိုက်ခဲ့ပြီးနှဆိုးနှင်ပြီး။အဲဒါကင်းရှော့ပြောတယ်သားစာခွေးမကြွေးဘူးပေါ့။အဲတော့ဒီမျိုးမြတ်ပြောတယ်ခွေးဆိုလဲစနုံးစပေါ့လို့စားပြရစီ။ဟာသခင်ရှုဟာဒီမျိုးမျိုးပူဇော်ရဲ့ယုံကြည်ခြင်းရဲ့ကိုကြိုက်သွားတာ။မင်းယုံတဲ့တိုင်းနဲ့မင်းပြန်တယ်မင်းအိမ်ကသမီးထဲမှာနှဆိုးထွက်သွားပြီတကယ်လဲမှလည်းဒီမျိုးမျိုးယုံကြည်ခြင်းနဲ့ပြန်သွားတာ အိမ်မှာနှဆိုးဆွဲတဲ့ကလေးကနှဆိုးထွက်ပြီးကြားမှာလေအဲ့ဒါဘာကြီးပူသွားလဲယုံကြည်ခြင်းကြီးအဲ့တော့ဒီကနေ့ကြည့်တဲ့ online ပရိသတ်တွေမှာသင်သားမီးနဲ့ပတ်သက်ပြီးဟာတခါလေးအနာဂတ်တွေအကြီးထားတာဟာမျောလင်းချက်တွေကြီးထားတာရုပ်တရက်သတင်းဆိုးတွေကြောင့်မျောလင်းချက်တွေပြတ်သွားတယ်အနာဂတ်တွေပြတ်သွားတယ်ခင်ဗျာမရှိဘူးမိတ်ဆွေနေ့တိုင်းယုံကြည်ခြင်းရပဲပူဆောင်နေ့တိုင်းဖရာကိုယုံတယ်ဖရာအော်ဝဲသင်ကိုပြန်လုပ်မယ်သင်သားမီးတို့အော်ဝဲဖြတ်ရှင်ပြုလုပ်မယ်ဣဒိကာထောက်ပြရင်နှုတ်ကပတ်တော်တွေဖြစ်တယ်တောင်းသိအောင်အားပေးခြင်း တကယ်သတင်းစိုးတွေကြားထဲမှာပဲအသက်မရှင်တဲ့မိတ်ဆွေယုံကြည်ခြင်းရစ်နဲ့အသက်ရှင်လို့များဖြစ်ပါစေ။တောင်ဒီနေ့ဒီရက်၅မျိုးတဲ့နေ့တိုင်းနားထောင်ပါမိတ်ဆွေတဲ့ဘုရားသခင်စကားပြောပါလိမ့်မယ်။တောင်ကျွန်တော်ပူဇော်ရမှာအခြားဘာမှမပူဇော်လေကိစ္စမရှိဘူးယုံကြည်ခြင်းရစ်ပဲပူဇော်။ဒါကြောင့်ကပိန်တော်မျိုးကတက်မှုယုံကြည်တယ်သူငယ်သားပြောတယ်။တူတူနဲ့ဇီးတုံကြီးလက်ကအမျိုးသမီးယုံကြည်တယ်သမီးလေးနဲ့ဆူထွက်တယ်။ဒါတစ်ပါးမျိုးသား။ကဲဂျူးတွေမှာတကယ်ယုံကြည်ပြီးတော့ လွတ်မြောက်ခြင်းရသွားတယ်။နှစ်ယောက်ပြောပြီးဒီကုန်းချုပ်။အဲ့တော့ဒီလေနံပါတ်1တယောက်ကဘာလို့လဲဆိုပေထရုဖြစ်တယ်။ကျွန်တော်အလုံးသိတယ်ပေထရုဒီရေပေါ်လမ်းလျှောက်တဲ့အရာမဿဲခန်းကြီး၁၄၂၅ကနေပြီးတော့33ဒီဖိုင်တွေ့ရမယ်။မဿဲ၁၄၂၅33မှာဒါကကျွန်တော်အလုံးကြားဖို့ရတယ်။တခေရွှေရေပေါ်လမ်းလျှောက်တဲ့အခါတပည့်တော်တွေကသူတို့လျှောက်ခြင်းတယ်လို့ဘယ်သူမှမတောင်းဆိုဘူး။ပေထရုတယောက်ပဲတောင်းဆိုတာ။ပေထရုကဂျူးနော်သူကဘက်ဂျဲရာမြို့သားဖြစ်တယ်ပေထုဖေနာမယ်ယောနာလို့ခေါ်တယ် ဟိုငားပိုက်ထင်းရောက်တဲ့ယောနာမဟုတ်ဘူးနာမည်တူတာဖြစ်တယ်ပေထုမှာညီလေးတစ်ယောက်ရှိတယ်သူ့နာမည်အန်ဒရီဖြစ်တယ်ပေထုရဲ့နာမည်ငယ်နာမည်ရှိမောင်ဆိုင်မွန်တခင်ရှိတဲ့နာမည်ပေးတယ်ကေဖာကေဖာအဓိပ္ပာယ်ပေတရုပေထုအဓိပ္ပာယ်ကြောက်လို့အဓိပ္ပာယ်ရတယ်အန်ဒရီရဲ့အဓိပ္ပာယ်ကနီကိုချစ်ချင်းလို့အဓိပ္ပာယ်ရတယ်အော်အန်ဒရီကဒီတခေရှုနောက်ကိုမလိုက်ခင်မှာသူနှစ်ချက်ဆရာယောဟန်နောက်ကိုလိုက်ပို့တယ်အဲ့တော့အန်ဒရီကအရင်ကနှစ်ချက်ဆရာယောဟန်ရင်တပည့်ဖြစ်ခဲ့ဘူးလေဆိုတော့ 偷查的，阿 Bi 些他妈真在偷查的，阿些都对的。阿罗地皮猪来都用起这土道教呢，皮啊！ 恁恁么好多道教哪皮猪用起这？我年轻我南乡我都可以学标，叫想不起来嘞，阿都给学来标嘞，哪个漂亮那位？他们真在把标嘞，脸红面那个，恁多的。阿罗有起这阿面，真鲁个，别的想不起来，哎，别嘛，脸红的、脸熟的、脸细的没谁。哎，不外嘛，恁多的，用起这恁多来的，用起这假多来的。 တန်လေးရလေးဝန်လာတက်တယ်တဲ့ပကင်းရှုစိတ်စိတ်ကြည့်တဲ့ပေးရတဲ့ကိရှုစိတ်စိတ်ကြည့်တဲ့ကဒီခြေောက်ကိုမေ့သွားတာ तू ရှုပ်နေခြေောက်ကရေဒါပေမဲ့ तू မေ့ဟောယေရှုကြည့်တဲ့က तू ခြေောက်ကသူခြေောက်အောက်မှာမသိအုံနေကလေးခံထားလို့တင်းနေတာဘာကြောင့်လဲဆိုတခင်ရှုကြည့်တဲ့ကမနဲ့အောင်တခင်ရှုကသူ့နေရာလေးကိုလှုပ်ပေးနေတာဟောဒီကနေ့အားပေးခြင်းနဲ့သင်ယုံကြည်ခြင်းရှိကိုပူဇော်တဲ့နေရာလေးမှာဘုရားရအောင်လုပ်ပေးနေမှာဖြစ်တယ် ဒါပေမဲ့လေပြင်းချိတဲ့အခါပေတရုနဲ့တည်းယေရှုကစွဲတင်ရတယ်အဲ့တော့ဒီကနေ့စွဲတင်ရတဲ့အဆက်နဲ့မသွားနဲ့တခိယေရှုစိတ်စိတ်ကြည့်နေတဲ့အသက်တာနဲ့သွားဒါဂျူးထဲမှာယုံကြည်ခြင်းအကောင်းတာပေတရုဒါတော့အကောင်းနဲ့ပေတရုတော်မှချက်မလို့ရင်သုံးချိန်ညင်းသွားသေးတယ်အဲအဲ့အချက်မှမပါမိဘူးလို့ရတယ်နောက်ပေတရုချစ်ချစ်လုကာခန်းကြီးကအငယ်တက်ကနေစတဲ့မှာနော်ဒီကနေ့ဆိုအိမ်မှာသူငါဖားလိုက်တရားလုံးမရဘူးဒါပေမဲ့ယေရှုကိုသူမနှက်ကြတော့တခိယေရှုကလေငါးတဲ့ကတခိယေရှုကရေနဲ့ရွှေဆို့ ဟုတ်တယ်တခြားလုံးကြောင့်ဖမ်းတာမရဘူးပဲဒါပေမဲ့ကိုရောအလိုလိုရှင့်ရွှေ့မယ်အဲ့ဒီယုံကြည်ခြင်းနဲ့ရွှေ့လဲတဲ့ချက်လေးပြန်ရအောင်ဟောဒီနေ့သင်အားပေးခြင်းနဲ့ဒီကိကြားတဲ့သတင်းစိုးကြီးကြားထဲမှာသင်ဘဝကြီးကိုမနှိမ့်မြုပ်စေနဲ့ယုံကြည်ခြင်းရစ်ကိုသာနေတိုင်းပူဇော်ဖျားလို့ရင်သင်ရှုံးသွားတဲ့နေ့ရက်တွေအားလုံးတရက်ထဲတစ်ချက်ထဲတစ်မိနစ်ထဲတစ်နာရီတွင်းလည်းပြန်ရမယ်ဖျားနာမှာပုံချပါစေတောင်းတကရင်ယုံကြည်ခြင်းရစ်ကိုပူဇော်ရဲပေထုသတ္တဖြစ်အောင် နောက်ဂျူးထဲမှာယုံကြည်ခြင်းရဲ့ပူဇော်တဲ့ဒုတိယတယောက်ကဘာလို့လဲဆိုတော့ယာဣယုဖြစ်တယ်သူတရားစရာမဟုတ်ဖြစ်တယ်မကုခန်းကြီးငါငယ်နဲ့၁၁ကနေ53ထိဖိုင်တွေ့ရမှာမကုငါ၂၁က53မှာသူ့သမီးလေးဖြားလို့တကယ်ရှုပ်ရှိလာတယ်တကယ်ရှုပ်အဲ့ဒီမှာသူ့တော်နာဆွဲတဲ့မိန်းကလေးကဘဘွားတို့တယ်ကတကယ်ရှုပ်ရဲ့ဘဘွားကိုတို့တဲ့ခါပျောက်တယ်အဲ့မှာတကယ်ရှုပ်နဲ့အဲ့သူ့တော်နာဆွဲတဲ့မိန်းကလေးစကားပြောနေရင်းနဲ့ယာဣယုအိမ်ကသတင်းလာတယ်တကယ်ရှုပ်မနောက်ရှက်တယ်မင်းသမီးတေးပြီအဲ့မှာတကယ်ရှုပ်ကယာဣယုစကားတခုံးပြောတယ် ယုံကြည်ခြင်းစိတ်တစ်ခုနဲ့ထားတယ်။အဲအဲ့ဒါလေးကိုပြောချင်တယ်။ဟောဒီကနေ့တရားနေ့စဉ်သတင်းစိုးတွေကြားထဲမှာယုံကြည်ခြင်းစိတ်တစ်ခုပဲထား။ထပ်ပြောမယ်။ယုံကြည်ခြင်းစိတ်တစ်ခုပဲထား။အဲဒီယုံကြည်ခြင်း စိတ်ကတင့်ကိုအောင်းဖွယ်ဖခင်ကပြုတ်ပြီးမှာ။ဒါကြောင့်လဲကြည့်လေ။ယာယီကယုံကြည်ခြင်းစိတ်ထားပြီးသခင်ယေရှုကိုရအောင်စောင့်ပြီးခေါ်သွားတော့အိမ်ရောက်တဲ့အခါသခင်ယေရှုကဒီမိန်းကလေးကိုယာယီသမီးကိုတလိတကုမိမိန်းမငယ်ထားလို့ ထထိုင်အဲ့ဒီယယုဒသခင်ရှုကိုမဆောင်မဲ့အိမ်ပြန်သွားကြည့်ခလေးဇာဗနာပဲလုပ်အောင်ဒါပေမဲ့ယေရှုအချိန်ကိုစောင့်လိုက်တဲ့အခါဝမ်းမြောက်ဖွယ်ရပြန်မြင်ရတယ်အော်ဒီကနေ့သင်အားပေးခြင်းတယ်သင်ဖခင်အချိန်မဆောင်ရင်သင်စိတ်တက်တွေပဲကြာမယ်စိတ်ဆင်းရဲနေမယ်စိတ်ညစ်နေလိမ့်မယ်ဒါပေမဲ့ယေရှုအချိန်ကိုစောင့်ပြီးနေ့စဉ်ယုံကြည်ခြင်းစိတ်ထားဝမ်းမြောက်ဖွယ်ရအောင်သင်မြင်တွေ့ရမှာဖြစ်တယ်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးညီကုန်းချုပ်ခြင်းနဲ့ ျွန်တော်ကဘာမမနော်ကျွန်တော်တံပုံထဲမှာအလုံးနာမည်ကြီးတဲ့တခြင်းပေါ့ယေရှုအံပွဲမြစ်တာတော့ဂျူးနော် sweeter is the deal go by ပေါ့နော်ဒီတချင်းလေးကသူ့ကိုရေးတဲ့ဒီဆရာမနာမည်က Mrs. Lilia Neela Morris တို့ခေါ်တယ် Mrs. Lilia ကသူအသက်90မှာမျက်စိကွယ်သွားတယ်မျက်စိကွယ်ပြီးမှသူဘုရားဘာမေးကောမမေးပါဘူးဘုရားသခင်ပြီးတဲ့ဉာဏ်ပညာနဲ့သူတချင်းနေရတာတချင်းပေါင်းတစ်ထောင်ကျော်ရေးတယ် 15နှစ်အတွင်းမှာသူရေးသွားတယ်မျက်စိကွယ်ပြီး15နှစ်အတွင်းမှာအဲ့ဒီတချင်ပေါင်းတစ်ထောင်ကျော်မှာနာမည်ကြီးတဲ့တချင်ကယေရှုအမွေမြတ်တာတော့တစ်နှစ်ထက်တစ်နှစ်တိုးသည် The sweeter is the year go by ဟုတ်တယ်ယေရှုခရစ်တော်ရဲ့အမွေမြတ်တာတစ်နှစ်ထက်တစ်နှစ်တိုးသည်ရတယ်အော်ဒီကနေ့လောကရဲ့သတင်းစိုးတွေကတစ်နှစ်ပြီးတစ်နှစ်ပူပူဆိုးလာတာဒါပေမဲ့သင်အားပေးခြင်းနဲ့ယေရှုအမွေမြတ်တာတော်ကိုသာမျှော်ချစ် တစ်ချိန်ပြီးတစ်ချိန်အံဩပွဲပူတည်လာလိမ့်မယ်။တော့ဒီ Mrs. Lilia ကသူဒီသချင်းကိုရေးတဲ့အခါမှာသူပေါင်းများဆိုတာဒီသချင်းအဖြစ်တက်တာပြုတ်ပြင်းပြောင်းလဲခြင်းရတယ်။သူတက်တာမှလည်းကောင်းကြီးဖြစ်တယ်။ဟောဒီနေ့သိအောင်အားပေးခြင်းတယ်။တစ်ချိန်ပြီးချိန်တနင်္လာရီတိုင်းတနင်္လာရီတရက်ပြီးတရက်ကတည်င်းကောင်းမရှိတည်င်းဆိုးကြီးပဲ။ဒါပေမဲ့အဲ့ဒီအဲမှာတည်းမနေနဲ့မိတ်ဆွေ ယုံကြည်ခြင်းချက်ကိုပူဇော်ပြီးတခီရှုတဲ့အိမ်တဲ့အသက်တာတဲ့မိသားစုတဲ့အနာဂတ်တော့လှုပ်ပေးမယ့်အရာတွေမျော်လင့်ပါ Mrs. Lilia မျက်စိကြွယ်တဲ့သူတော်ဖခင်မြတ်တာကိုကောင်းကောင်းဖော်ကျူးနိုင်ရင်တဲ့မှာဖခင်ပေးတဲ့ကြီးစွာတော်တွေအများကြီးရှိပါသေးတယ်အဲ့ဒါလေးကိုရေတွက်ပြီးယုံကြည်ခြင်းချက်တာပူဇော်ပါထို့ဖခင်တဏိပြီးတဏိတိုး၍ပို၍အကောင်းဆုံးတဲ့ကိုတာ၍တာဝန်ယူပြီး တင့်ယူပါယုံနေအနာဂတ်တွေကိုရအောင်အကောင့်ထည့်ဖို့ပေးမှာဖြစ်တယ်။ကျမ်းစာရုံချင်းစတိုင်းယုံကြည်ခြင်းရပူဇော်ပြီးဖခင်အကောင့်ထည့်ပြောဖို့ပေးမယ်နေ့ကိုမျော်လင့်လျက်ယုံကြည်ခြင်းအဖြစ်သက်ရှင်တော်သူများဖြစ်ပါစေ။အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ချိန်ညာစရာမနှဖန်တောက်ကြာနေ့မြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တယ်။ဒီနေ့ချစ်ရှိခွန်ယူတယ်။ဒေါ်ဖရစ်တဲ့အားလုံးကိုဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေ။ရင်သက်ချင်းရှိပါစေ။ God bless you all. Sit down ကောင်းကြီးခံယူကြပါစို့။ခမိတော်သားတို့သာရှင်တော်ဝိညာဉ်တော်သုံးပါးတို့ဖျားထံတော်ပါမ။ကောင်းကြီးဖျားဖျားဒီတင်တော်အလုံးပေါ်တို့တကောမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့တကောဒီကနေ့နေ့စဉ်ကြားနေရတဲ့ဆိုးရွားလာတဲ့သတင်းစိုးတွေကြားထဲမှာအသက်ရှင်ရပါမယ်။ကောင်းမြတ်လာတဲ့ယေရှုခရစ်တော်ရဲ့သတင်းကောင်းအရှင်ကိုယုံကြည်ခြင်းအားဖြင့်ယုံကြည်ခြင်းရက်ကိုပူဇော်တော်သူတို့ယုံတဲ့အတိုင်းဖြစ်စေဆိုတဲ့သခင်ရဲ့အမိန့်တော်ဒီကြည့်ရှုနေတဲ့ online ပရိသတ် မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ခက်ခဲမှုပေါင်းများစွာတွေကလွတ်မြောက်ခြင်းအနာဂတ်တည်ပျောက်လွင့်နေတဲ့အရာတွေတဲကအနာဂတ်တည်လှပခြင်းမျောလင့်ရမဲ့နေတဲ့အရာတွေတဲကမျောလင့်ချက်နဲ့ကောင်းကြီးမင်္ဂလာဖြစ်တဲ့ဂရီတော်တို့သည်ကြည်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့သကောက်ဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်မြမင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝန်စားတွေတို့ရဲ့ကျန်ရှိတဲ့မိသားစုတွေနဲ့တိတ်ချင်းတဲ့ကွာကြည်ရှုသူအားလုံးပေါ်ယနေ့မှစကာလအစဉ်မြဲတက်ရောက်သလိုရည် မြေကြီးနားမြို့မှာရေချီးခြင်းတွေရေပြန်လျော့ချခြင်းတွေကဘေးဥပါမြို့စုံကကွက်ကခြင်းတို့သည်အာလုံးပေါ်သို့ကာလဆင်မြတ်တက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးရှိသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေမြင့်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့ Just so much. You should be out of your mind.